မင်္ဂလာပါရှင်။တနင်္လာနေ့ထိုင်းသတင်းဌာနမနေ့ကင်းတဲ့အစီအစဉ်ရဲ့ AP လာတရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါတယ်ရှင်။အင်အားပြည့်ငင်လျင်ဗဟုသုချက်စကမ်းမျိုးကိုကုညီကဆယ်ရေးအဖွဲ့တွေရောက်ဖို့အခက်အခဲရှိနေတယ်လို့ပြည်တွင်းသတင်းဌာနတွေက ဖော်ပြပါဗျာ။ ီခဲ့တဲ့မလ28ရက်နေ့နေ့ခင်ကလှုပ်ခန့်ခဲ့တဲ့ငလျင်ကြောင့်မြို့ရဲ့80ရာခိုင်နှုန်းပျက်စီးခဲ့တဲ့စကိုင်းမြို့မှာအင်တာနက်လိုင်းနဲ့ VPN ဖြတ်ခံထားရပြီးလျှက်စင်မီတွေပြတ်တောက်နေတယ်လို့ဆိုပါတယ်။ဒါကြောင့်တည်င်းအမောက်ချခံထားရပြီးစစ်ကောင်စီကလည်းမြို့ထဲပေးမဝင်တာကြောင့်ကုညီကဆက်ရဲ့အဖွဲ့တွေရောက်ရှိဖို့ခက်ခဲနေပြီးနိုင်ငံတကာအကူအညီတွေမရောက်နိုင်တာလို့စကိုင်းတိုင်းဒေသတပိတ်အင်အားစုကထုတ်ပြန်ထားပါတယ်။ ပလောမျိုးအမှတ်၄ရက်ွက်ရဲ့စကောက်စီခအုတ်ချွေရမှုဖြစ်တဲ့အသက်60ကျော်အရွယ်ဦးခေမောင်ဝင်းကိုလက်နက်ကင်တပ်ဖွဲ့တစ်ဖွဲ့ကမနေ့ကမနေ့ပိုင်းမှာတနက်နဲ့ပြစ်ခတ်လို့တိတ်ဆုပ်ခဲ့တယ်လို့မြို့ခံတွေကပြောပါတယ်။ငလျင်ဘင်းအန်တဲ့ဒေတာတွေအတွက်အလှခံထွက်ပြဲပြန်သူ့ရဲ့အိမ်မှာထောက်ခံစာရေးပေးနေတဲ့အချိန်သူ့ရဲ့ခေါင်းမှာတနက်ချီထိမှန်သိဆုံးခဲ့တာလို့ဆိုပါတယ်။ အမှတ်လေးရက်ကွက်အုတ်ချွေမှုအသက်ခရားပြီးနောက်မှာစကောက်စီတက်ကကားကြီးကားငန်နဲ့ရက်ကွက်ထဲကင်းလှည့်နေတယ်လို့မြို့ခံတွေစီကသိရပါဗျ။မလ31ရက်နေ့ကနေအပိလ6ရက်နေ့အထိ9ရက်တာကာလကိုနိုင်ငံတော်အစ်စ်ဝန်ထမ်းချင်းအထိမ်မှန်နေအဖြစ်သတ်မှတ်လိုက်ပြီးအဲ့ဒီနေ့တွင်မှနိုင်ငံတော်အလံကိုတိုင်ဝက်ဖြစ်ထူထားကြမယ်လို့အာနာသိစ်အစိုးရကထုတ်ပြန်ပါတယ်။ စကိုင်းတိုင်းကိုဗဟုပြုလှုပ်ခတ်သွားတဲ့အင်အားပြင်းငံလျက်တန်းကြောင့်လူအသက်များစွာဆုံးရှုံးခဲ့ရပြီးတခြားသောပစ္စည်းဆုံးရှုံးမှုတွေကြောင့်နိုင်ငံအစ်စ်ဝန်내ချင်းအထိမ်းအမှတ်နေရအဖြစ်အာဏာသိမ်းစစ်အစိုးရကအခုလိုသတ်မှတ်လိုက်တာလို့ဆိုပါတယ်မြေမျိုးဘက်ကနေတနင်္သာရီမျိုးနယ်ဘက်ကိုလာတဲ့စစ်ကောက်စီရိခါတင်ကခနဲ့စီကိုမြေမျိုးနယ်လာတာရွာအနီးမှာမြေပြည်သူကောက်ွယ်ရဲဖွဲ့ကမိုက်ဆွဲတိုက်ခိုက်ခဲ့တယ်လို့မြေပကဖတာဝန်ရှိသူစီကသိရပါဗျ။ မိုင်းချော်လိုနဲ့မနေ့ကမနေ့ပိုင်းမှာတိုက်ခိုက်ခဲ့တာဖြစ်ပြီးအဲ့ဒီတိုက်ခိုက်မှုကြောင့်စစ်တပ်က20ရက်သွားပြီး9စီးသာရှေ့ဆက်သွားနိုင်ခဲ့တာကြောင့်စစ်ကောင်စီတပ်သားထိခိုက်ကြဆုံရှိနေတယ်လို့ဆိုပါတယ်။အဲ့ဒီတိုက်ခိုက်မှုပြီးစစ်ကောင်စီတပ်ရင်းတွေကလက်နက်ကြီးလက်နက်ငယ်နဲ့ပစ်ခုပေးခဲ့ပေမဲ့မြေပကားဖရဲဘော်တွေအနေနဲ့ထိခိုက်တယ်ရမရပဲပြန်ဆုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။ ငလီရန်ကြောက်သိဆိုးသူ2056ဦးရှိလာပြီးဒဏ်ရာရတဲ့သူက3900ကျော်နဲ့ပျောက်ဆိုးသူ290ကျော်ရှိနေတယ်လို့စစ်ကောက်စီကမနေ့ကညနေပိုင်းမှာသတင်းထုတ်ပြန်ပါတယ်။ငလီရန်လှုပ်ခတ်ခဲ့တဲ့ရဲကစားလို့မနေ့ကအထိကုညီကက်ဆယ်ရေးလုပ်ငန်းတွေလုပ်နေကြပြီးထိခိုက်မှုများခဲ့တဲ့မန္တလေး၊စကိုင်းနဲ့နေပြည်တော်နယ်မြေတွေမှာနိုင်ငံတကာကရောက်ရှိလာတဲ့ကုညီကက်ဆယ်ရေးအဖွဲ့တွေကဒေသခံကုညီကက်ဆယ်သူတွေနဲ့ပူးပေါင်းလုပ်ကိုင်နေကြပါတယ်။ ဒီလိုအခြေအနေမှာအင်အား126ဦးပါဝင်တဲ့ထိုင်ဝမ်အရေးပေါ်ငလျင်ကက်ဆယ်ရေးအဖွဲ့ကိုစစ်ကောက်စီကဝင်ရောက်ကက်ဆယ်ခွင့်မပေးဘဲပြည်ဝေခွင့်ပိတ်ပင်ခဲ့ပါတယ်။ပိခရမလဒုတိယအပတ်နဲ့တတိယအပတ်ထဲမှာရေပြူမြို့နယ်ဇာဒီကျေးရွာအုပ်စုကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထုတ်ခဲ့ပြီးလော့ကုံရဲ့ဖြစ်တဲ့မနေ့ကမနေ့ပိုင်းမှာလည်းထပ်မံစစ်ကြောင်းထုတ်လာပါတယ်။ စစ်ကြောထိုးခဲ့တဲ့အခြေတွေမှာကံပေါက်ရွာရေကန်တောင်အနီးနားဝန်းကျင်ကရွာတွေမှာကင်းဘုံဝတ်တာနဲ့နေမြေရှင်းလင်းရေးတွေလှုပ်ဆောင်ခဲ့တယ်လို့အေထောက်စုနဲ့အိမ်မာနေထိုင်တဲ့လူဦးရေစီးရင်တိုက်ဆိုင်စစ်ဆေးတာတွေလှုပ်ဆောင်ခဲ့တယ်လို့လည်းရွာခံတွေစီကသိရပါတယ်တိုက်ပွဲမရှိဘဲနဲ့အခုလိုမကြာခဏစစ်ကြောင်းထိုးနေတာဟာဒဝယ်ရင်နဲ့စိတ်ကန်းစီမံကိအောက်ထဲဖော်နိုင်ဖို့အတွက်နေမြရှင်းလင်းရေးလုပ်နေတာဖြစ်နေတယ်လို့တွန်လှန်ရေးရဲဘော်တွေကဆိုပါတယ်။ တနင်္သာရီတိုင်းတရေထနာရဲ့မနေ့ကင်းတဲ့အစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။